ဂျရှွာဘန်ကတော့စပြီးတော့ဂျမ်းပါပြီ ranking number 1ကိုလည်းနိုင်ကုန်နိုင်မယ်တဲ့ဗျာဒီမိနစ်မှာတော့ဂျရှွာဘန်အမေကဂျရှွာဘန်ကို ranking number 1 brandon rober နဲ့မထိုးဖို့တော့သူ့အမေကဒါပြောတဲ့အကြောင်းကိုကျွန်တော်သင်ဆက်ပြီးပြီပေါ့နော်အခုဂျရှွာဘန်ကိုရိုင်းကလေအခုလိုမျိုးဒီကိစ္စတွေနဲ့ပတ်သက်ပြီးနော်ပွဲလက်ခံတာဂျမ်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့အမေရဲ့သုံးပြန်မှုတွေကိုပြစ်တဲ့တွေကိုရင်ဖွင့်လာပါတယ် အမေကဘာမောက်ကိုမစားနိုင်ရှာပါဘူးတဲ့ဗျအိတ်လေအိတ်မပြောပါဘူးတဲ့ကျွန်တော်ကသူ့ကိုအိမ်ဝယ်ပေးပြီးတော့ surprise တိုက်လိုက်တော့သူကအရန်ကိုအောင်းအော်သွားတယ်ပေါ့နော်အဆက်တဲမှာပဲအမေရေနောက်ထပ်သပွဲထပ်လက်ခံထားသေးတယ်သုံးမှတ်အတွင်းမှာထိုးရမယ်ဆိုတော့အမေပါဇက်ကနေပြီးတော့ဘာရဲဆိုပြီးတော့လုကနယ်ထွက်လာပြီအမေကိုရန်ကလေကျွန်တော်ပေါ်မှာအရန်စိုးရင်သွားခဲ့တာဖြစ်ကြောင်းဂျိုရှွာဘန်ကပြစ်တတိကိုသူ့မိရဲ့အုံပြန်ချက်နဲ့ပတ်သက်ပြီး ဒါပြောလာတယ်ပေါ့နော်ဒါပေမဲ့အမိကတဲ့ကျွန်တော်တို့ဘယ်လိုရှောင်းလန်းကြတယ်ဆိုတာနားလေသဘောပေါက်ထားပါတယ်တဲ့ပွဲတိုင်းလေးဘေးကနေအမြဲတမ်းလိုက်ပြီးတော့အားပေးနေမယ့်အမိမျိုးပါတယ်ဗျာအခုပြိတ္တတွေနော်ဆိုရင်ကြသလိုအရင်ကြီးမဆိုရင်ကြဖို့ ਨੇ ကျွန်တော်ရဲ့အခြေအနေကလုံးဝလုံးဝအနားယူဖို့မလိုအပ်ကြောင်းနေပြိတ္တတွေအရင်မဆိုရင်ကြဖို့အတွက်ကိုဒါဂျိုရှွာဘန်ကပြောသွားတယ်ပြီးတခါကျတော့ဒီတခါပွဲကတော့တဲ့ပြိုင်ဘက်စီမှာတော့ကျွန်တော်ထပ်ပုံမူပြီးတော့ PR တွေများပါတယ်တဲ့ဘာလို့လဲဆိုတော့သူကထိပ်ပိုင်း no one contender နေရာမှာယက်တီထားတဲ့သူအထူးသဖြင့်တော့ကျွန်တော်က short notice နဲ့ဝင်လာတဲ့သူကျွန်တော်အတွက်ကတော့ဘာထိခိုက်ဆုံးရှုံးစရာမှမရှိဘူးဒီလိုပြောလို့ကျွန်တော်ကဒီပွဲကိုရှုံးရှုံးနိုင်နိုင်ထိုးမယ်ဆိုရဲအနေထားမျိုးတော့မဟုတ်ဘူးတဲ့ဒီပွဲကိုကျွန်တော်ကနိုင်မယ်လို့ယုံကြည်လို့နိုင်အောင်ထိုးမှာပါတဲ့ဗျာကျွန်တော်ပြိုင်မဲ့ fighter ကသူထက်ဟာလာပိုပြီးတော့ဖိအားများတယ် short notice နဲ့ဝင်လာပြီးသူ့ကိုအနိုင်ယူသွားရင်တော့သူ့ရဲ့ဂုံပုတ်ကလုံးဝယူချစင်သွားမှာဖြစ်တယ် ဆိုတော့တကယ်ကိုမှဒီ risk ကိုယူတာက Joshua Ban အတွက်တော့ share ပဲเนาะဆိုတော့ဘာဖြစ်ဖြစ်ပါပရိသတ်တွေ Joshua Ban ပွဲလက်ခံတဲ့ Jordan နဲ့ပတ်သက်ပြီးမစိုးရင်ကြပါနဲ့ Joshua Ban ကသူနိုင်မယ်ယုံကြည်လို့เนาะသူအစဉ်ပြေလို့လက္ခဏာဖြစ်ကြောင်းပရိသတ်တွေကိုတဲပဲရင်ဖွင့်လာခဲ့တာပဲဖြစ်ပါရင်เนาะ